လီဗာပူးရဲ့မန်ယူကကမ္ဘာအကြီးကြီးဆုံးအသင်းလို့ပြောလိုက်တဲ့ရီယိုဖာဒီနန်မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ဟာအင်္ဂလန်ရဲ့အအောင်မြင်ဆုံးနဲ့အကြီးကြီးဆုံးဘောလုံးအသင်းတွေထဲမှာထိပ်တန်းကပါဝင်နေတယ်ဆိုတာအားလုံးသိပဲဖြစ်ပါတယ်ဒီအသင်းချင်းအသင်းရဲ့တမိုင်းကြောင်းနဲ့ super match တန်းတွေကလည်းမယုံနိုင်လောက်အောင်တခန်းတနာရှိခဲ့ပါတယ်ဒါပေမဲ့မကြသေးခင်ကတော့မန်ယူတင်းရဲ့ဂန်နဝဲနောက်ခံလူရီယိုဖာဒီနန်ကအသင်းချင်းအသင်းနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့မတ်ချက်စကားတချို့ကိုပြောကြားခဲ့ပါတယ်ဖာဒီနန်က ဒီဘက်ကအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ကောင်းဖြစ်ပေမဲ့အကြီးကျယ်ခမ်းနားဆုံးအသင်းတော့မဟုတ်ပါဘူး။ဒါကအချက်လက်သက်သက်ပါလို့ပုံမှန်လေးလေးပြောကြခဲ့ပါတယ်။သူ့ရဲ့ဒီစကားကဒီဘက်အသင်းရဲ့စူပလာရည်အတွက်ကိုရှော့တက်လိုက်တာမျိုးမဟုတ်ဘဲမယူအသင်းရဲ့ကဘာတဝမ်းကပရိသတ်အင်အားကိုထောက်ပြသွားတာဖြစ်ပါတယ်။ဟော်ဒီတန်ကဆက်လက်ပြီးကဘာဘောကဗန်နီယာကိုသွားသွားယူနိုက်တက်ပရိသတ်တွေကလီဗာပူးပရိသတ်တွေထက်ပုံများတာတွေ့ရမှာပါ။အခုချိန်မှာယူနိုက်တက်ကနေပါနေပေမဲ့ ကမ္ဘာအကြီးကျယ်ခန်းနာဆုံးအသင်းတွေမှာပါဝင်နေစေဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။တကယ်တော့ Manchester United အသင်းဟာ Sir Alex Ferguson လက်ထက်မှာချွေးကစ်ကိုပိုင်ဆိုင်ခဲ့ပြီး Premier League ဖလားအများပြားနဲ့ Champions League ဖလားတွေကိုစုကူးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေကစပြီးကမ္ဘာတဝမ်းမှာမရေမတွက်နိုင်တဲ့ပရိသတ်တွေဟာ Man U တင်းရမာကန်ပရိသတ်တွေဖြစ်လာခဲ့ပါတယ်။ Liverpool တင်းကလည်း Jurgen Klopp ရဲ့လက်အောက်မှာ Europa ရဲ့အင်အားကြီးအသင်းတင်းဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပြီးစုဖလားတွေကိုလည်းရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်အင်အားရဲ့ကြီးမားမှုမှာတော့ Man U တင်းကနေငယ်တာလုံးနေတယ်လို့ဆိုနိုင်ပါတယ်။ Partyline ရဲ့ပြောကြားချက်ဟာညှင်းပွားစရာတွေရှိနိုင်ပေမဲ့ပရိသတ်အင်အားနဲ့အသင်းရဲ့ကမ္ဘာလုံးဆိုင်ရာကြော်ကြားမှုတွေအပေါ်ခြေရန်ပြီးပြော ခဲ့တာပါလက်ရှိအချိန်မှာမန်ချက်စတာနဲ့တင်ဟာကွင်းတွင်းရလဒ်တွေကြောင့်ဝေဖန်မှုတွေခံနေရပေမဲ့သူတို့ရဲ့တမိုင်းစင်ဆက်တရှိခဲ့တဲ့အချိန်ဝါနဲ့ပရိသတ်အင်အားကတော့ယုံနေသွားခြင်းမရှိသေးပါဘူးဒါကြောင့်ရီယိုဖာနီနိုင်ရဲ့အမြင်အရတော့ဆူပလာရီအတွက်မှာလီဗာပူးကပိုတာနိုင်ပေမဲ့ကမ္ဘာတော်ကပရိသတ်အင်အားမှာတော့မန်ချက်စတာနဲ့အတင်းကအများကြီးတာလုံနေစေဖြစ်တယ်ဆိုတာပါပဲဒီမှာယူနိုက်တက်ကတည်းကအမှားကိုချက်ပြတ်တယ် A Liverpool score